ဒီမိုကရေစီကောင်းဆောင်ဒေါအောင်ဆန်းစုကြည်တမရဖြစ်ရည်ကိုတားဆီးထားတယ်။ပုံမှန်59ဆကိုအသေးစိတ်ဆွေးနွေးခဲ့ပြီးအပြည့်မထွက်ခဲ့တာကြောင့်ပါတီဥက္ကဋ္ဌသူရအူရွှေမန်းကအခြေအနေနဲ့အချိန်ခါကိုကြည့်ပြီးလှုပ်သွားမယ်လို့အာနာယပါတီက January 12ရက်နေ့မှာပြောဆိုလိုက်ပါတယ်။သမရအီချင်းတက်မှတ်ချက်ကိုပြင်ဆင်လို့တဲ့ပါတီတွင်းကဒုတိယအုပ်စုနဲ့မပြင်ဆင်လို့တဲ့ပထမအုပ်စုရှိနေတာကြောင့် ယတိပြက်မဆုံးဖြတ်သေးဘူးလို့ပြည်ထောင်စုကြံ့ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီအထွေထွေတွင်မှုဥမမောင်သိန်းကပြောဆိုခဲ့ပါတယ်။စစ်ငါးမြောက်ခွဲရတယ်ကိုတို့ပါတီထဲမှာကိုတို့ဆွေးနွေးပါ။နော်။တမီးနော်ဟိုဒီမောင်ဖေးမန်နဲ့တမက်တီရတော့ဒါမလို့ဘူးလို့ဘယ်လောက်ကြည့်တော့ကိုတို့ထုတ်မှာ။အကျန်တဲ့အချက်မှလည်းသားသမီးအချို့ကိုစဉ်းစားဆွေးနွေးတယ်ဒါပေမဲ့ကိုတို့ဖြေမရဘူး။ ြင်ရတဲ့တကောင်တို့ဘောဇယ်မှာတို့ဟာဘာလို့လဲဒီမှာ B grade ထဲမှာတို့ဆက်လိုက်နော်ဒီကိုတဲ့ထဲမှာ grading ကွဲလိုက်တာ A grade မို့ B grade ထဲမှာဆက်လိုက်ပြီးတော့တို့ဟာအခြေအနေအချိန်ကပုံမှာဆက်လက်ဆောင်ရွက်ဖြစ်တယ်လို့တို့ကဆိုကြတယ်နော်ကိုတို့တူချင်းပြောလို့ရှိရင်ကိုတို့တွေက fair play ပေါ့နော် level playing ground မှာတို့ကစားကြတယ်နော်တို့တွက်လို့ကစားကြတယ်နော်ဒါတို့ရဲ့ မဒီယောဂရာနော်ဒါတို့ရဲ့ဥစ္စာဒီလိုဥစ္စာတို့နာကဥစ္စာမှန်းလေဒီတိုင်းမဆန်းလားရှိတယ်သူကဒီလိုရစ်တက်တယ်ဒါပေမဲ့ဒါရီယာအများနဲ့ပဲရှင်းပြတယ်ချို့အောင်ဇတိပြတ်မပြတ်ဒါပေမဲ့ငါတို့ကသဘောထားတစ်ခုပဲပြီးလို့ရတယ်ဒါသူ့တော်ကိုသူကထည့်အောင်သူ့တော်မှာဒါဆွေးမရောသူ့တော်မှာဆွေးမပြီးတော့နောက်ဆုံးဥရင်ပြစ်လာလို့ဆိုရယ်ကျော်ဒီအဆင့်50ရှိတယ်ဒီအဆင့်50ကတကယ်တော့ ်သူကိုယ်တိုင်တော်လည်းကောင်းသူပြပါတော်လည်းကောင်းသတိခင်မွန်းတော်လည်းကောင်းသူတဲ့ခါကျတော့ဒါဒီဒီဒီဟာအထိကိုကိုရုက49ခုနှစ်ဥပ္ပရေရအထိကိုကိုရုကပေါ်လာလိမ့်ရှိတယ်သူကပေါ်လာရှိတယ်သူကဝင်ရှိတယ်သူကတော့ချွေးမသမက်ကိုသူကထုတ်တာသဘောတူတယ်အာမီကြီးတော့ထားကျင်တယ်အဲဒါဆိုငရုကသာမီချောက်ကြည့်ပါဒုက္ခရောက်တယ် ဝိပါမှာအဲဆိုဒီလိုဟာတွေကလည်းပြတ်နေတယ်။ဒါကြောင့်ဟိုသူတို့ပါတီတွင်းထဲမှာလုံးဝတတိယကိုမဲခွဲဆုံးဖြတ်တာမလုပ်ခဲ့ဘူး။နော်ဒါပေမဲ့သဘောတူတယ်ပါသဘောတူတယ်ဒါကိုအများသဘောတူရင်ပြင်ဆင်နိုင်ဖို့စဉ်းစားဖို့ပဲ။ဒါကဥထုတ်ပြီလားဒီနေ့တိုင်းနေမှာဆိုးရပွဲ။အဲကိုပဲဥထုတ်ပြီ။နောက်ဒီနေ့တိုင်းနေမှာကိုပဲပြတ်ထားခွင့်အဲ့ဒီမှာတော်တော် လူတော်တွေကသူတို့ရဲ့ဒီဟာတဲ့ဥပဒေကိုကြားတာဟုတ်ဘူးနော်အဲ့တော့သူတို့လူတော်မှာသူတို့ဥပဒေကိုညွှန်ပြတယ်ဒီခုပဲရှိတယ်ငါတို့စီမှာဇရာတစ်ရှိတယ်ဇရာတစ်ရှိတယ်ဇရာတစ်ရှိတယ်ဇရာငါးရှိတယ်အဲ့ဒါဒီမှာပေးထားပြီးသားလို့ရှိတယ်အဲ့ပေးထားပြီးသားဥစ္စာအပြည့်ဝမကျင့်သုံးနိုင်ဘူးလားရှိတယ်အဲ့တော့တဘောတော့ centralization ကိုဘိုးချုပ်ကံမျိုးရှိတယ်သူတို့အဲ့ဒီကို decentralization ကိုမှတ်ပြီး ပေးဖို့တင်ပေးရမယ်အဲ့ဒါတွေကိုသူအခုငရုရဲ့ပုံစံကိုကျင်းပါလို့ပြင်ဆင်မှုတွေသူစူးစူးပေါ်လာအဲ့ဒါအေးဆေးဒီကနေ့ဒီဘက်ပိုင်းမှာရောက်လာတဲ့ခါမှာနော်25ရာခိုင်နှုန်းပဲယူထားတော့နော်25ရာခိုင်နှုန်းပဲယူထားဒါလည်းတစ်ချိန်တစ်ချိန်ကြာရင်တော့ဒီပါဆိုပါမယ်ဒါပေမဲ့ဒီကနေ့တိုင်းပြည်မှာလက်နက်ကင်ပြိပက်ကမပြီးဆုံးဘူးပြီးဆုံးသွားပြီဆိုတဲ့တစ်ချိန်ကြာလို့ဒါရီယာတစ်ခါပြန်ပြီးတော့ ရော့သွားတယ်။အဲ့မှာကာဝေးဦးစီးကျော်ကလည်းဂရိပေးတာ။အဲ့တော့ဒီနေ့ဒီဒီချိန်မှာတော့လောလောဆယ်နော်တိုက်ပြီးဘာဖြစ်ဖြစ်နော်အကျိုးအခြေခံဥပဒေရတယ်လူအဲ့လိုပဲအပြတ်ခံရမှာဖြစ်တာ။ပြီးခဲ့တဲ့ပါတီဘဟုကော်မတီအစည်းအဝေးမှာဖက်ဒရယ်မူနဲ့ပတ်သက်ပြီးအသေးစိတ်ဆွေးနွေးခဲ့သလိုဖွဲ့စည်းပုံမှာထပ်မံထည့်သွင်းမှုရှိပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲနှစ်ပေါ်တုံးတက်ခဲ့တဲ့အချက်ပေါင်း25ချက်ရှိတယ်လို့ရန်ကုန်တိုင်းပါတီလူငယ်တွဲဆောင်ပွဲနဲ့တာဝန်ပေးရတဲ့အခမ်းအနားမှာပြောဆိုခဲ့ပါတယ်။သမရအေချင်းတက်မှတ်ချက်နဲ့ပတ်သက်ပြီးပါတီရဲ့ဆွေးနွေးချက်ထဲမှာသားသမီးမှာပြဿနာရှိရင်မိဘပါထိခိုက်နိုင်တာကြောင့်ဝန်ထမ်းနယ်ပယ်ထဲမှာသားသမီးကြောင့်အလုပ်ပြုတ်တဲ့သူတွေအများကြီးရှိခဲ့ပြီးမြန်မာမှုနယ်ပယ်ထဲဒီလိုအတွေးခေါ်တွေရှိနေသေးတယ်လို့ဆိုပါတယ်။စစ်တပ်ဟာမြန်မာနိုင်ငံရေးဖြတ်တန်းမှုမှာပါဝင်ခဲ့တာမို့ နိုင်ငံရေးနယ်ပယ်တွေမှာလိုအပ်တာကြောင့်ဖွဲ့စည်းပုံနဲ့ထည့်သွင်းထားတာဖြစ်ပြီးတက်မတော်ရဲ့အခန်းကဏ္ဍအချို့နေရာတွေမှာကြံ့နေအောင်မယ်လို့ရန်ကုန်တိုင်းကြံ့ခိုင်ရေးပါတီယုံမှပြောဆိုခဲ့ပါတယ်။